Looked after very carefully, these slippers will last for many years. တည်တည်ချာချာကြည့်ရှုစောင့်ရှောက်ခဲ့သည်ဒီကွန်းတို့ဖနှက်များသည်နှစ်ပေါင်းများစွာခံလိုက်မည်။ Oh my god. What is the meaning of look after? Okay. ဒီနေရာမှာရေးထားတဲ့ looked after လို့ခေါ်တဲ့ past participle ဘာအဓိပ္ပာယ်ကိုဆောင်းတာလဲဆိုတော့ If you look after very carefully, these slippers will last for many years လို့ဆိုတာပါခဲ့။ ဒီဆဲမှာပေးထားတဲ့ past participle battery တွေ if conditional ကိုဆိုလိုတာဖြစ်ပါတယ်တဲ့ Okay အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီခဏတော့ Great Triangle Unit 3ရဲ့ participle phrases အကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ရဲ့ channel လေးမှာ Great Triangle 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်သင်ပေးတော့မှာဖြစ်လို့ subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့မြင့်တမ်းရခိုင်ပါစေဒါဆိုရင်သင်ခန်းစာလေးကိုစကြရအောင် participle phrases participle phrases ဆိုတာဘာပါလဲ okay participle phrases are used to give information in a more economical way participle phrases များကိုတဲ့ in economical way economical way ဆိုတာကကြက်ကြက်လက်လက်နဲ့အပူအလိုမရှိပေါ့နော်ကြက်ကြက်လက်လက်သတင်းချက်လက်များကိုပေးကျင်တဲ့နေရာမှာသုံးပါတယ်တဲ့ they are found by using သူတို့ကို participle phrases များကိုရေးကြပါတယ် using Partic present participles present participle ပုံစံနဲ့ reading seeing walking etc past participle ရတာ but 3ဒီပေါ် disappointed failed worried etc perfect participle လည်းရှိသေးတယ် having finished having played but 3 having read having seen စသဖြင့်အဲ့တော့ participle present status ဆိုတာဘယ်လိုဟာလဲဆိုရင် present participle past participle perfect participle တွေနဲ့စပြီးတော့မှရေးထားတဲ့ present status တွေကိုပဲဆိုလိုတာပါတဲ့အဲ့တော့ participle phrases တွေက၃မျိုးရှိတယ် present participle စာဖတ်ရင်းရင်းနဲ့စာရေးထားတဲ့ phrases တွေ past participle ပထရီနဲ့စာရေးထားတဲ့ phrases တွေ perfect participle having ပထရီနဲ့စာရေးထားတဲ့ဒီ participle တွေဆို participle phrases တွေဆိုပြီးတော့မှ၃မျိုးရှိပါတယ်တဲ့ okay ဒါဆိုရင်တမျိုးချင်းစီကိုကျွန်တော်တို့အတူတူပြန်လည်လာကြအောင်ဆို firstly present participle present participle ဆိုလို့ပြောလိုက်ရင်ကျွန်တော်တို့မှတ်မိကြသေးလား ကျွန်တော်တို့ grade 11မှာသင်ခဲ့ကြပြီးပြီအဲ့တော့ present participle ဆိုတာကိုဘယ်လိုနေရာမှာသုံးမလဲတစ်ချက်လောက်ကြည့်ကြရအောင် present participle ဘာဖြစ်ရင်းကြီးနဲ့စာရေးထားတဲ့ phrases တွေကိုတဲ့ talk about an action that helped me at the same time as another action action တစ်ခုတပြိုင်တည်းဖြစ်ပျက်တဲ့ဟာကိုပြောချင်နေဆိုရင် present participle ကိုသုံးနိုင်တယ်တဲ့ဥပမာ the waiter stood at the door welcoming the visitor with a big smile waiter ကတဲ့ဒီတကောင်ကနားမှာ ဲ့တဲ့တွေကိုအပြုံးနဲ့စီးကျူပြီးတော့မှတ်တက်ရက်နေတဲ့ဒါဆက်အမှတ်တက်ရက်နေတဲ့အပြုံးလေးရက်ပေါ့နော်ဒါဖြစ်ဖြစ်ရက်နေတာလည်းဖြစ်ဖြစ်တကူဒီစီးကျူနဲ့လည်းဖြစ်ဖြစ်တကူဒီလိုမျိုးဖြစ်ဖြစ်နေကူကိုတပြိုင်နက်ဖြစ်ဖြစ်နေတာကိုပြောချင်ရင်သုံးပါတယ်တဲ့ give the reason for your action action တခုရဲ့ reason ကိုပြောချင်ရင်လည်းသုံးတယ်တဲ့အကြောင်းပြချက်ပေါ့ဗျာ in a haven of biodiversity forests are an excellent source of foods ဒါတော့ကျွန်တော်တို့အရင်ဒီ great trade က example ပဲကျွန်တော်အနောက်ကရှည်လို့ကျွန်တော်ဖျက်ချထားခဲ့တာ biodiversity ဘတ်တဘောပတ်ဝန်းကျင်ကိုဟန်ကျင်ကြီးအောင်ထိန်းထိန်းပေးတဲ့အပင်တွေတရစ်ဆန်တွေနေထိုင်ရာကျစားရာဖြစ်တဲ့ဒီ heaven ဆိုတာနေထိုင်ရာကျစားရာနေရာ being ဖြစ်တော့ကြောင်းတဲ့ forest တဲ့တော်တွေဟာ an excellent source of food เนาะထူးကဲလာတဲ့အစာရင်းမြစ်တွေပဲတဲ့နောက်တစ်ချက် knowing she was weak သူအားနည်းနေတယ်ဆိုတာကိုသိတော့ကြောင်း I bought her some vitamin သူတို့အားစေးချို့ကျွန်တော်ဝယ်ခဲ့တယ်နောက်တစ်ခု not wanting to hurt her feeling ကိုမနာကျင်စေခြင်းတော့ကြောင့် i avoided the question ကျွန်တော်မေးခွန်းတွေမမေးခဲ့တော့ဘူးတဲ့ဒီနေရာမှာရေးထားတဲ့ ing တွေသည်အဖြစ်သည် knowing သိနေသည် not wanting မလိုချင်သည်အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးတဲ့ဒေါကြောင့်ဆိုတဲ့အဓိပ္ပာယ်เนาะသူက because it is a heaven of a diversity because i know she was weak because i don't want to hurt her feeling ဆိုတဲ့အဓိပ္ပာယ်တွေဖြစ်ပါတယ်တဲ့သူကတော့ action တစ်ခုရဲ့ reasoning ကိုပြောကြည့်ရင်သုံးတာပါတဲ့ the chick to give the result of action action တခုရဲ့ရလက်ကိုပြောကြည့်ရင်လည်းသုံးပါတယ်တဲ့ the flood swept the area leaving thousands of people homeless ဒီတိချံမှုကတဲ့ထောင်ပေါင်းများစွာသောလူတွေကိုအိုးမဲ့အိမ်မဲ့ဖြစ်စေလေရဲ့ဒီ area ကြီးကိုဒါရေရှမ်းသွားတယ်ပေါ့ဗျာတိုက်ခိုက်လှည့်ကျင်းသွားတယ်တဲ့ဒီနေ့မှကျွန်တော်အီးကြံထားခဲ့ပါတယ်သိခံပေးပါအဲ့တော့ဒီမှာရေးထားတဲ့ present participle verb for ing ကဒီ thousands of people လူထောင်ပေါင်းများစွာကိုအိုးမဲ့အိမ်မဲ့ဖြစ်စေလျက်ထားခဲ့သည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဖြစ်စေလျက်သူက action တစ်ခုရဲ့ result ကိုပြောချင်လို့တုံးတာပါတဲ့နောက်ဆုံးတစ်ခုက to add information about subject of the main clause main clause ရဲ့ main clause subject အကြောင်းကို information ထပ်ထည့်ပြီးတော့မှပြောချင်ရင်တုံးတာပါတဲ့ဥပမာ dolphin wizard click and squeeze study from birth လပိုင်းတွေကတဲ့မွေးကလေးကနေစပြီးတော့မှ လေချွင်လောက်ကြလေချွင်ရတယ် click click တကြီးကြီးတန်လောက်ကြတယ်တကြီးကြီးတန်နေသူတို့ပြုတ်လောက်ကြတယ်ဒီနမှာ starting from birth ဆိုတာမွေးကလေးကဆိုတာဒီ dolphins ကိုပဲပြောနေတာအဲ့တော့ဒါကို dolphin ဆိုတဲ့ subject ကို main clause ရဲ့ subject ကိုသူက information ထပ်ထည့်ပေးတာပါတဲ့ဟုတ်ကဲ့ဒါဆိုရင်တော့ present participle ကိုဘယ်လိုသုံးရလဲဆိုတော့နားလည်သွားလောက်ပြီးတင်တယ်စစ်ကြည့်ကြအောင်ဆို past participle အဲ့တော့ past participle ဆိုတာက normally have past meaning သူက passive အဓိပ္ပာယ်ရှိတယ်เนาะ passive meaning အဲ့တော့ passive voice နဲ့ရေးထားတဲ့ sentence တွေဆိုရင်တော့ကျွန်တော်တို့က verb 3နဲ့စပြီးတော့မှဒီ participle phrases ကိုလုပ်လိုက်တာအကောင်းဆုံးပဲစစ်ကြည့်ကြအောင် to give the reason for your action အရင်ကလိုပဲ present participle လိုပဲ action တစ်ခုရဲ့အကြောင်းရင်းကိုပြောခြင်းလည်းသုံးတယ် why by the news he called the police အဲဆိုရင်တော့ကြောင့်သူရဲကိုခေါ်ခဲ့တယ်ပေါ့ နောက်တစ်ခု to add information about the subject of the main clause main clause subject ရဲ့အကြောင်းကို information ထပ်တယ်ပေးခြင်းရင်သုံးပါတယ်တဲ့ although badly wounded i managed to take cover behind the body အဲကျွန်တော်ပြင်းပြင်းထန်ထန်ဒဏ်ရာရတော့ညာလဲအဆောက်အဦတစ်ခုရဲ့နောက်မှာကျွန်တော် cover ယူနိုင်ခဲ့တယ်တဲ့သူကသူပြောချင်တာဒီ although i was wounded although i was badly wounded လို့ပြောချင်တာအပေါ် sentence မှာလဲနော် i was worried by the news ဖြစ်စပိုက်နဲ့ရေးထားတဲ့ sentence တွေကိုကျွန်တော်တို့က ဒီ past participle နဲ့ phrase လို့ပြီးတော့မှ action တစ်ခုရဲ့ reason ပြီးတော့ subject တစ်ခုရဲ့ဒီ main clause က subject တစ်ခုရဲ့ information အကြောင်းကိုထပ်ထည့်ပေးတာပဲဖြစ်ပါတယ်တဲ့ give a similar meaning to in if conditional sentence if conditional conditional type 1 2 3 4ရှိတဲ့ထဲက conditional အာ sentence conditional အဓိပ္ပာယ်နဲ့သူသုံးတယ်တဲ့ဥပမာ look after very carefully these syllables will last for many years သူကသူ့ရဲ့အဓိပ္ပာယ်က look after very carefully ဆိုတော့တည်တည်ချာချာဂိတုစိုက်စောင့်ရှောက်ခဲ့သည်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးတဲ့ if you look after very carefully ဆိုတဲ့အဓိပ္ပာယ်ပါတဲ့သူ့ကို conditional အဓိပ္ပာယ်နဲ့သုံးတာပါတဲ့မင်းတည်တည်ချာချာဂိတုစိုက်နော်ဒီစောင့်ရှောက်မယ်ဆိုရင် the ဖနက်တေဟာဂွန်းနုံဖနက်တေဟာနဲ့ပုံမြန်စွာခိုင်ခိုင်လိမ့်မယ်လို့ပြောတာပါတဲ့ဟုတ်ကဲ့နောက်ဆုံးရင်ဆင်ပြလိုက်မယ်လို့ထင်တယ်နောက်နောက်ဆုံးကြံနေလေးတဲ့ perfect participle ကိုကြည့်ကြအောင်ဆို perfect participle က heavy နဲ့ battery နဲ့တွဲမှရေးရတာ give the reason for an action action တခုရဲ့ reason ကိုပြောခြင်းလည်းသုံးပါတယ်ဥပမာ having lived through difficult times together ခက်ခဲတဲ့ဂျူနေကိုအချိန်တွေကိုအတူတူဖြတ်ကျော်နေထိုင်ခဲ့ပြီးတဲ့နောက်မှာဒါမှမဟုတ်ခက်ခဲတဲ့အချိန်တွေကိုအတူတူဖြတ်ကျော်နေထိုင်ခဲ့ကြတဲ့အတွက် they were very close friends သူတို့ဟာအရင်ကရင်းနှီးတဲ့ငယ်ချင်းတွေတဲ့ဒါတော့နှစ်ခုယူဆလို့ရနေတယ်ပေါ့နော်မြန်မာလိုကတော့နောက်တစ်ခုက to show event order event order ဆိုတာတစ်ခုပြီးမှတစ်ခုဖြစ်တယ်ဆိုတာကိုပြောခြင်းရင်သုံးတာတဲ့ဥပမာအပြင် having finished the shopping အေးဝယ်ပြီးနောက်ဇွေချင်းပြီးဆုံးပြီးနောက် we went to cafe ကျွန်တော်တို့ cafe ဆိုင် coffee ဆိုင်ကိုသွားခဲ့တယ်တဲ့အဲ့တော့ဒီ main clause ကအဖြစ်အပျက်မတိုင်မီမှာအဖြစ်အပျက်တစ်ခုကိုအရင်ပြီးသွားတယ်လို့ပြောကျင်တယ်ဆိုရင်ဒီ perfect sorry perfect participle ကိုအသုံးပြရတာဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ဒါဆိုရင်ဒီ perfect participle ရော past participle ရော present participle သုံးမျိုးကိုဘယ်လိုနေရာမှာသုံးလဲဆိုတာကိုကျွန်တော်တို့အချင်းချင်းပြီးတော့မှတစ်တစ်လေ့လာကြည့်ကြအောင်ဆို့ have been made redundant redundant ဆိုတာကအပူအရှံဖြစ်သွားတာဝန်ထမ်းတယောက်ဆိုရင်လည်းဝန်ထမ်းအပူလူဘူဖြစ်သွားတာပေါ့နော်လူဘူဖြစ်လူဘူဖြစ်သက်မှတ်ခံရတော့ကြောင့်နော်ဝန်ထမ်းနေချော့ချခံရတော့ကြောင့် she started looking for a new job to အလုပ်ကင်တဲ့တခုသူရှာဖွေနေတာတဲ့ဒါကတော့ passive form နဲ့ရေးတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ summary လေးကြည့်ကြအောင်ဆိုအဲ့တော့ present participle ရော past participle ရော perfect participle ရောသူတို့အသုံးတွေက present participle က to talk talk about action that happen at the same time as another action action တစ်ခုနဲ့တစ်ခုတပြိုင်နက်ဖြစ်ဖြစ်တဲ့နေရာမှာသုံးတယ်နောက်တစ်ခုက to give the reason for action action တစ်ခုရဲ့ reason ကိုပြောချင်ရင်သုံးခုလုံးသုံးလို့ရတယ် present participle perfect ing နဲ့ပဲဆက်စပ်ဒါမှမဟုတ် past tense နဲ့ပဲဆက်စပ် perfect participle having plus past tense နဲ့ပဲဆက်စပ်သုံးလို့ရတယ်တဲ့နောက်ခုက to give the result of action action တစ်ခုရဲ့ result ကိုပြောချင်ရင်လည်း present participle ကိုသုံးပါတယ်တဲ့ past participle က to give a similar meaning to if condition is the if condition နဲ့အတိတ်ပဲနဲ့သုံးလို့ရတယ်တဲ့နောက်တစ်ခုက to show event order event order အဖြစ်အပျက်တခုပြီးတခုအစီအစဉ်လိုက်ဖြစ်ဖြစ်တဲ့အကြောင်းကိုဖော်ပြချင်တယ်သုံးတယ်တဲ့ main clause ကအဖြစ်အပျက်တခုမတိုင်မီတခုဖြစ်သွားတယ်ဆိုတာမျိုးပြောချင်တာတဲ့နောက်တစ်ခုက subject တခုရဲ့ main main clause က subject ရဲ့ information ကိုထပ်ထည့်ပေးခြင်းလို့ဒီ present participle ရော past participle နဲ့ခုလုံးကိုသုံးလို့ရတယ်တဲ့ perfect participle ကတော့ reason ရဲ့ event order ရေကိုပြောချင်မဲ့တွန်းလာပါတဲ့ဟုတ်ကဲ့ဒါဆိုရင်ဗီဒီယိုလေးကို post လုပ်ပြီးတော့မှဒီနေရာမှာဒီဇာတ်လေးကိုကြည့်ညင်းအောင်လေ့လာစီခြင်းနဲ့ပြီးတော့မှကျွန်တော်တို့ exercise ကိုတွားကြရအောင်ပါ Okay rewrite the following sentences using participle phrases participle phrases တွေကိုတွန်းပြီးတော့ဒီစာကြောင်းတွေကိုပြန်ရေးပါတဲ့ကြည့်ကြရအောင် After she had finished the exam she felt very happy အမဝဲပြီးဆုံးသွားပြီးတဲ့နောက်သူမဟာအရန်ကိုပျော်ရှင်သွားတယ် အဲ့တော့ဒါကို event order လို့ပြောလို့ရတယ်နော် event order လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့က david က she felt very happy ဆိုတာကြီးက main clause ဖြစ်တယ် main clause မတိုင်ခင်ဖြစ်ပျက်တဲ့ခုကဖြစ်ပြီးသွားတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့က having plus but to ရေးလို့ရတယ် having david ကတော့ ဒါ subordinate clause ဆိုလည်းပြောလို့ရတယ်လို့ definite clause ဆိုလည်းပြောလို့ရတယ်။သူကဘာအဓိပ္ပာယ်လဲဆိုတော့သူတခုတည်းရေးထားရင်ကျွန်တော်တို့အဓိပ္ပာယ်မပြည့်စုံဘူးလေဗျာ။ After she had finished the exam ဆိုတာကြီးကစာကြောင်းလည်းမပြည့်စုံဘူး။အဲ့ဒါကိုကျွန်တော်တို့က subordinate clause တော့မဟုတ်ရင် definite clause လို့ခေါ်တယ်။တစ်ခါက main clause လို့ခေါ်တယ်။ main clause ကအဖြစ်အပျက်မတိုင်မီမှာပြည့်စုံသွားတဲ့ဖြစ်ရဆိုတော့ဒါကိုကျွန်တော်တို့က perfect participle နဲ့ရေးလိုက်အောင်မယ်။ Having finished the exam she felt very happy ဖြစ်ပါတယ်။ Next မောင်မောင် knows that she, his friends enjoy reading he has decided to buy her a book ။ မောင်မောင်ဟာတဲ့သူ့တငယ်ချင်းစာဖတ်တာကြိုက်တယ်ဆိုတာကိုသိတယ် he had decided to buy her a book သူမအတွက်စာအုပ်ဝယ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်အဲ့တော့ဒီမှာကတော့အဲမောင်မောင်က သူတငယ်ချင်းစာစာဖတ်တာကိုကြိုက်တယ်ဆိုတော့သိတယ်ဒါက cross school ဒါက he has decided to buy her a book အဲသူသူ့တွေစောင်းလို့ပြောဆွံ့ပြခဲ့တာဒါတခုအဲ့တော့သူက reason ပေါ့ဗျာပြောမယ်ဆိုရင်သူတငယ်ချင်းစာဖတ်ကြိုက်တယ်ဆိုတာကိုစာဖတ်တာကြိုက်တယ်ဆိုတာကိုသိတော့ကြောင်းသူတငယ်ချင်းတွေစောင်းတို့ဝယ်သွားဖို့သူဆွံ့ပြခဲ့တယ်ဆိုတော့ကျွန်တော်တို့ကဒီ knows ကို present participle နဲ့ရေးယူမယ်သူ့ကို reason နေနဲ့သုံးပါ knowing that his friend enjoys reading ခီစားကျွန်တော်တို့မောင်မောင်စားသုံးရမယ်မောင်မောင် had decided to buy her a book ဖြစ်ပါတယ်နံပါတ်3 after she had been made redundant she started looking for a new job ဒါရောအစ်စပယ်မှာကျွန်တော်တို့ပြောခဲ့ပြီးအဲ့တော့ after she had been made redundant ဆိုတာဒီသူဟာပိုရှန်ဝန်တန်းဖြစ်ပြုလုပ်ခံရခြင်းကြောင့်ဆိုတော့ပြုလုပ်ခံရတော့ကြောင့်ပြုလုပ်ခံရပြီးနောက်ဒါ cross school တစ်ဖက်ကက uh, she started looking for a new job သူဟာအလုပ်တက်ကိုစတင်ရှာဖွေခဲ့ပြီဆိုတော့ဒါက main clause main clause မတိုင်ခင်မှာဖြစ်ဖြစ်တဲ့ဒီဖြစ်အဖြစ်အပျက်တစ်ခုကိုဖော်ပြခြင်းနဲ့ဆိုရင် past participle ဒါမဟုတ် sorry perfect participle ကိုသုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုသုံးမလဲ having been made redundant she started looking for a new job ဖြစ်ပါတယ် now for i stood in a queue i realized that i didn't have any money on me အဲ့တော့ဒီနေရာမှာကြတော့ကျွန်တော်တော့တန်းစီခဲ့တယ် ပြီးတော့ကျွန်တော်မှာပတ်စံတစ်ချက်မှာပါမလာမှန်းကျွန်တော်တို့ပေါက်ခဲ့တယ်။အဲ့တော့ဒီ clause နှစ်ခုကတော့နှစ်ခုလုံးကိုအဲသူက main clause လို့ပြောလို့ရတယ်။ main clause လို့ပြောလို့ရတယ်။အဖြစ်ဖြစ်နှစ်ခုကတပြိုင်တည်းဖြစ်တယ်။ကျွန်တော်အတန်းစီရင်နဲ့နော်ကျွန်တော်ကျွန်တော်မှာပတ်စံပါမလာမှန်းကျွန်တော်တိလိုက်တယ်လို့ပြောတာကမြန်မာလူလူတော့အသင့်တော်ဆုံးပေါ့ဗျာ။ standing in queue and realized that I didn't have any money on me ချို့ကြောင့်သားတွေကလည်းပြောကြတယ် realize that I didn't have any money on me I still in queue ကျွန်တော်မှပတ်စံမရှိဘူးဆိုတာကိုသိလို့တန်းစီခဲ့တယ်ဒါကြီးကကျွန်တော်တို့မြန်မာမြန်မာတွေနားနေတော့အရင်စိမ့်နေဘလို့နေရာမှာအတန်းစီမှာလဲဆိုတော့ student တာတို့ဟိုအခမဲ့ဝေပေးတဲ့ refugee တွေပါလို့အခမဲ့ဝေပေးတဲ့နေရာမှာတန်းစီမှာရဒါကြီးကတော့သိပြီးတော့မှကျွန်တော်တို့မကြောက်ပါတော့ကျွန်တော်မကြိုက်တာပဲပြပြတာပါကိုကျဲသူလို့ပြလို့ရပါတယ်ကျွန်တော်ကတော့ညာကို prefer ဖြစ်ဆုံးပါပဲ number 5 As she was shocked by the sad news, she didn't know what to do next. တတင်းကသူ့ကိုရှော့ရသွားစေတာကြောင့်မို့သူနောက်ထပ်80ဘာလို့မှမသိတော့ဘူးတဲ့အဲ့တော့တစ်ဖက်တစ်ဖက်ကကတော့ကျွန်တော်တို့ဒါ subordinate clause ပေါ့ဗျာအဲဒီ as တို့ when တို့ after တို့ပါထားရဲဆိုရင်တစ်ဖက်ကဒီ subordinate clause ပဲတစ်ဖက်ကကိုပဲကျွန်တော်တို့ participle present တွေကိုပြောင်းပေးရမှာအဲ့တော့ဒီမှာက passive voice နဲ့ရေးထားတာဖြစ်တဲ့အတွက် passive voice ကကျွန်တော်တို့က battery နဲ့စရေးယူမယ် ဘီယင်းရှော့တွေပါလို့ဆံမလို့ short by the sad news she didn't know what to do next အဲ့တော့တချို့ကဘီယင်းရှော့လောက်လောက်ကြတယ်ဒီ shock ဆိုတဲ့ past participle မှာ past participle မှာနေမယ် passive သဘော passive အဓိပ္ပာယ်ပါပြီးသားကြောင့်မို့ကျွန်တော်တို့ကဘီယင်း shock တော့လောက်ဆံမလို့ဆိုတာလေးသိထားမယ် okay next the words fear when pride and he walked towards the stage of the stage to receive the prize ဒီကြောကြောဟာတဲ့ဒီဂုံယူမှုတွေနဲ့ ပြိနစ်နေတယ်ဖြိထားတယ်ပေါ့ and he went towards the stage to receive the prize သူလက်ခံမှုတွေဒီ state council ကိုသူရှေ့ရှုပြီးတော့မှအန်လျှောက်သွားတယ်အဲ့တော့ဒီနေ့မှာကလည်း worst face ဆိုတဲ့ passive voice ပဲ passive voice ဆိုတော့ကျွန်တော်တို့က past participant နဲ့ပဲရေးလို့ရတယ် free win prize ဂုံယူဝင်ကြွားစွာနဲ့လို့ပြောတာနော်ဂုံယူစွာနဲ့ဆိုတာဒီဟာက subject ဖြစ်တဲ့ကြော်ကြော်ကို information ထပ်ထည့်ပေးတဲ့တဘော what towards the stage to receive the prize ဂုံယူစွာနဲ့ပဲဂုံယူဝင်ကြွားစွာကြော်ကြော်ဟာ ဆုလက်ခံယူဖို့အတွက် stage ခုံစီကိုလမ်းလျှောက်သွားတယ်လို့ပြောတာဒီပုံမှာကျတော့ဒါကတော့သူက reason ကိုပြောတာပေါ့နော်တည်င်းကသူ့ကိုရှော့ရသွားစီတာကြောင့်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် okay စကြည့်ကြအောင်ဆို after he had pick up his coat he slowly went downstairs after he had pick up his coat ဆိုတာဒီဒါကြီးကတော့သူက subordinate clause ပေါ့ဗျာ he slowly went downstairs သူဟာတဖြည်းဖြည်းလေးနဲ့အောက်ကိုဆင်းသွားတယ်သူကတော့ event order ပဲ after part of the event order ဘာလဲဆိုတော့ သူ့ရဲ့ကိုယ်အင်ဂျီကိုကောက်ယူပြီးနောက်သူအောက်ကိုဆင်းသွားတယ်ဆိုတော့ဒီ main clause ကဖြစ်ရမတိုင်ခင်မှာဖြစ်ဖြစ်တဲ့ဖြစ်ရဆိုတော့သူ့ကိုကျွန်တော်တို့ကဘယ်လိုရေးမလဲ Yes having paid off his coat he slowly went downstairs အတိပဲကအပေါ်ကနေတူတူပဲသူ့ရဲ့ကိုယ်အင်ဂျီကိုယူပြီးနောက်ဆိုတဲ့ဖြစ်ပါတယ် Number 8 they've become fully qualified doctors after they have finished their training အဲ့တော့ after တို့ when တို့ as တို့ပါလာရင်ဒီဖက်ကဒီကျွန်တော်တို့က subordinate clause ပဲဒီဖက်ကောပဲကျွန်တော်တို့က participle phrase တွေလို့ပြရမှာအဲ့တော့ they become fully qualified doctors after they have finished တော့ဒီနေ့မှာကျွန်တော်တို့က perfect tense နဲ့ရေးထားတာဖြစ်တဲ့အတွက် perfect battery နဲ့ရေးလဲရုံပဲဒါကိုကျွန်တော်တို့က perfect participle ဖြစ်ရေးလဲရုံပဲဒါဆိုရင်ဆင်ပြေသွားပြီ having finished their training comma they become fully qualified doctors ဖြစ်ပါတယ် okay next nice. when he did not understand the lesson သူသင်ခန်းစာတွေကိုနားမလည်တဲ့အခါ he as his teacher for half သူဆရာတွေစီမှာသူဆရာသမားသူအကူအညီတောင်းနေတယ်။အဲ့တော့ဒီနေရာမှာ when ပါလာရင်ဒီဘက်ကဒီကျွန်တော်တို့က subordinate clause ဖြစ်ပါတယ်။ဒီဘက်ကတော့ main clause ပါ။အဲ့တော့ကျွန်တော်တို့ကဒီဘယ်လိုပြောမလဲ။သင်ခန်းစာတွေကိုနားမလည်တဲ့အခါဒါမဟုတ်နားမလည်တော့ကြောင်းလို့ပြောရင်လည်းရတာပေါ့။အဲ့တော့ when ဘက်က clause ဘက်ကကိုကျွန်တော်တို့ကအဲ ဒီ participle ပြောင်းပေးရမှာအဲ့တော့ present participle ဖြစ်ဖြစ် past participle ဖြစ်ဖြစ်ဒီမှာကတော့အဆင်ပြေတာပဲ not understanding ဖြစ်ဖြစ် not understood the lesson he has his teacher for her တကယ်လားမျိုးနားမလဲတော့ကြောင်းဆရာတွေကိုသူအကူညီတောင်းတယ်အတိပဲပါ last one when she realized that she had left her ticket she went back home အဲ့တော့ဒီကကြီးကတော့ main clause ပေါ့ဗျာကျွန်တော်အရင်ကပြောခဲ့တဲ့အတိုင်းပဲတကယ် when တော့ as to ပါတဲ့ဘက်ကတော့ subordinate clause လို့လည်းခေါ်သလို dependent clause ဆိုလည်းခေါ်တယ်တစ်ဖက်ကတော့ပဲကျွန်တော်တို့က participle phrases ပြောင်းပေးရမှာအဲ့တော့ realize နဲ့ပေးထားတဲ့ဖြစ်တဲ့အတွက် realize ဖြစ်ဖြစ် realizing ဖြစ်ဖြစ်သူကသူ့ရဲ့လက်မှတ်အိမ်မှာကြံထားခဲ့တယ်ဆိုတာကိုသိတော့ကြောင်းနော်သူအိမ်ပြန်ပြေးသွားတယ်ဆိုတော့ realize ပဲဖြစ်ဖြစ် realize that she had left her ticket ဒါတော့ reason ကိုပြောချင်ရင်တစ်ခုလုံးသုံးလို့ရတယ်ကြွာအဲ့ဒါကြောင့်မို့ကျွန်တော်တို့က realizing or realize that she had left her ticket she went back home လို့ဖြေလိုက်ပါတယ် ဟုတ်ကဲ့ဒါဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်လို့ထင်တယ်အဆင်ပြေသည်များဝင်လဲကျွန်တော်ရဲ့ comment box မှာငွေရောင်းမှတ်ချက်ပေးပေးပါဗီဒီယို link ကိုဆုံးတိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့ပြတ်တာရခိုင်ပါစေ bye bye